အေးကျမရဲ့ပရိသတ်ကြီးကိုကျမအခုပြောပြချင်တဲ့အကြောင်းကတော့ဒီပေါ့နော်ငလင်လုံတုံးကအီမီဆန်ကသူကကြိုတိတဲ့အကြောင်းနေအဲသူဒေါသထွက်လို့ငလင်လှုပ်ရတယ်ဆိုပြီးတော့ပြောခဲ့တဲ့ကိစ္စတွေရှိရပေါ့အဲ့ဒီကိစ္စကအခုချိန်ထိမပြီးသေးပါဘူးအခုငလင်လှုပ်လဲလှုပ်ပြီးကြာလဲကြာတဲ့အချိန်မှာမှသူကဘာပြောလဲဆိုတော့ဒီငလင်လှုပ်တဲ့ကိစ္စကြောင့်သူကအကျိုးတွေအများကြီးဖြစ်သွားတယ်ပေါ့နော်ငလင်လှုပ်တာကသူများတွေဒုက္ခတွေရောက် ပေါ့နော်အဆင်မပြေနေဖြစ်နေပေမဲ့သူ့အတွက်တော့အကျိုးတွေအများကြီးရှိသွားတယ်ဆိုပြီးတော့ဗျံပဒါစကားကြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီမှာသူဖြည့်ထားတဲ့ဗီဒီယိုလေးထည့်ပေးထားပါတယ်။ဒီဗီဒီယိုလေးကိုကျမရဲ့ပရိသတ်တွေအကုန်လုံးကြည့်ကြည့်ပါဦးရှင်။ ဒီနေ့တိုက်ကြီးပွဲကတော့မိတို့ဟိုရွှေရှင်ဘဲပေါ့လေရွှေရှင်ဘဲရဲ့ဟိုဟာဟိုရံပုံငွေငလျင်အတွက်ရံပုံငွေပွဲလေးဖြစ်ပါတယ်ဟုတ်အမေကတော့ဟိုဖယားဟောတဲ့ဟာတွေနဲ့ပဲအမြတိုင်းပါတယ်ဥစ္စာပစ္စည်းဆိုအခုငလျင်ပဲကြည်ပါလားမြဲလို့လားတထေးဆိုတာလည်းမြေအောက်ရောက်တာပဲဆိုတော့ဒါတွေကအနစ်ဆက်သဘောတွေဂျင်းနဲ့ကနှလုံးသားလေးကဖြူစင်မယ် ဟိုမေတ္တာတရားဆိုတာကိုနားလည်မယ်ဘာသာတရားသိတတ်မယ်ဘုရားဘာသာဆိုတော့တိလလုံးချုံနဲ့အမျိုးသားကတော့မဟာပုရိသပေါ့ရှင်အဲ့လိုမျိုးကြတော့အဲရွေးချယ်မှာပါအိမီလဲလူသားတယောက်ဖြစ်တဲ့အတွက်လူဘွားရောက်တဲ့ချိန်မှာဝိတ္တခါเจ้าမကြီးတော့တောတပန်တီးပြီးတော့ဟိုအဲ့ဒါအိမီကိုနှိုင်းတော့မဟုတ်ဘူးเนาะအဲ့ဒါမျိုးထင်မှလဲစိုးတယ်တောတပန်တီးပြီးတော့မှသူမျိုးဆက်တည်းအများကြီးခြံခဲ့သေးတာပဲဆိုတော့အမီလည်းလူငယ်တယောက်ဖြစ်တဲ့အတွက်လူသားဆန်မှုလေးတွေတော့ဘာဖြစ်ဖြစ်လုံးပါပါဒါပေမဲ့စီတဲ့ပေါင်တဲ့က အာကိုတတ်မှတ်ထားတဲ့အရာတော့ဖြစ်ဖို့လိုတာပေါ့ရှင်ဟုတ်ငလီနဲ့တူတူနာမည်ကြီးတာဒီတစ်ခါနာမည်ကြီးမှုကတော့အကြီးဆုံးပါပဲရှင်တသက်တာမှာအကြီးဆုံးချိန်ပေါ့လေငလီရင်လဲအမိတွေ့ဟိုငလီရင်လဲအကျိုးပေးလို့ပြောရတာပေါ့နော်တဖက်ကကြည့်တဖက်ကတော့စိတ်မကောင်းစရာအများကြီးရှိပါတယ်ဒါတူးတယောက်အတွက်ပြောတာပေါ့အเจ้าတွေကဒါနဲ့လည်းတွန်းညီတာပဲလို့ ဟိုကောင်းပါတယ်ဘယ်လိုပြောမတိတ်ခေါ်သွားဘူးပေါ့လေအမြဲတမ်းဖော်ဖော်ပေးတာပေါ့တဘဝတရားတွေကဆိုဖော်ပေးနေတာပါဟုတ်ဟိုအဲ့ဒါလည်းအရန်တိုက်ဆိုင်တယ်အဲ့ဒါဆိုတော့အိမ်ကြီးကရန်ကုန်မှာဘာဖြစ်သွားဘူးလေရန်ကုန်လောက်ပဲထင်ပြီးတော့မှဒီစိတ်သက်ကြီးကိုလည်းကြောက်ပြီးတော့မှတက်ပြောက်နေခဲ့တာဟုတ် သွားပြီပေါ့သွားပြီငါတို့သွားပြီတကယ်ပဲ Facebook အကောင့်မှာ report ထုတ်ခံလိုက်ရတာပါဆိုတော့ဒါကတော့အကြီးမားဆုံးမှတ်တရလည်းဖြစ်တယ်။တဘဝဘေးနဲ့အတူတူထပ်နမဲထပ်ကြီးတာပေါ့ရှင်အဲ့လိုပဲမြင်ပါတယ်ဟုတ်အခုမရှိတော့ဘူးအဲ့စကားတွေမရှိတော့ဘူးအဲ तू ကစတယ်အဲ့လိုနေရမှာအဲ့ချစ်မွေးလေးပါဆိုတာပြောင်းသွားပြီဆိုတော့လေလိုက်နဲ့အပြင်နဲ့တခြားစီဖြစ်နေတာဟုတ်ဒါအမီဇန်မှာပဲလို့ပြောချင်ပါတယ်ဟုတ်အဲအမီတို့အတူတူပေါ့လေအခုဆိုရင်လည်းနောက်9နှစ်ဆိုပကိုးပြတ်ရွေကြီးရှိရပေါ့နှစ်တရာမှာ9နှစ်လိုနေပကိုးကစကိုင်းမှာတော့နှစ်တရာတည်းမှာအခုဖြစ်သွားတယ်ပေါ့ ဆိုတော့အမီတို့ကအများကြီးစင်ကြင်ရမယ်ခါတိုင်းထက်ပို့ပြီးတော့မှဟိုဒီမီဒီယေမှာပေါ့အများကြီးဟိုဆူတောင်းတန်တွေမြတ်တာတန်တွေနဲ့ refreshion တွေအများကြီးရှိတယ်ပေါ့လေဆိုတော့ဒါလေးတွေယုံကြည်ပြီးတော့မှအမီတို့အတူတူဟိုဒီကတ်တွေကိုကြော်လာကြမယ်ဘာမှမမြဲဘူးငါမင်းသမီးငါဆိုတော့ငါတယောက်ဆောင်ငါတထေးငါကဘာပါဆိုတော့စိတ်ကိုဖြုတ်ချပြီးတော့မှအမီတို့အတူတူမြတ်တာတရားတွေနဲ့ပဲဒီကတ်ကြီးတွေကိုကြော်လာမယ်လို့ပြောချင်ပါတယ်